stock option trading ငါးစတက်သွားတော့ AMD stock option အကြောင်းပြောမယ် stock option က stock share တဲ့ဘယ်နေရာမှာပိုကောင်းလဲဒီဗီဒီယိုလေးအစာဆုံးကြည့်သွားရဆိုရင် AMD stock option ကိုအသုံးပြုပြီးတော့အမြတ်ရအောင်ဘယ်လိုလုပ်မလဲဆိုတာတည်ထောင်မှာဖြစ်တယ်ကဘာပတ် American Millionaire stock option ပညာရှင် channel ကကြိုဆိုပါတယ်ဘယ်နေရာကြည့်နေလဲကိုမအောင်မှာရေးထားတာပါ AMD Store Share ဆိုရင်ရရတူတက်မှာဆိုရင်နှစ်ဆဝင်ကျင်တက်သွားပါပြီ6လကြော်ကြော်တယ်ပဲရှိတယ်တက်သွားတာမှာအထူးသဖြင့် October 6ရက်နေ့မှာ AMD Store Share ခုန်တက်သွားဖြစ်တယ်အဲ့လိုခုန်တက်သွားတဲ့ကြောင့်ဆရာနဲ့ဆရာတပည့် Patron နဲ့မြတ်သွားပါတယ်သူဆိုရင်3တောင်းတော့မြတ်သွားပါတယ်ဘာကြောင့်အဲ့လိုမျိုးခုန်တက်သွားတာလဲ AMD နဲ့ Open AI နဲ့ပူးပေါင်းပြီးတော့အလုပ်စပြီးတော့လုပ်နေပါပြီ23%အောင်တရက်ထဲမှာခုန်တက်သွားနေနေတော့မို့နော် Open AI က AMD မှာ investment လုပ်တယ်10% investment စုစုပေါင်း AMD ကနေပြီးတော့ Warren တွေကို Open AI ကုမ္ပဏီကိုပေးတယ်ပေါ့ Open AI က AMD စီးရဲ့ chip တွေကိုအများအများတန်း 10 gigawatt 6 gigawatt AMD C ကနေပြီးတော့အသုံးပြုနေမယ်2026မှာဆိုရင်1 gigawatt ကစနေမယ်10နှစ်ဝန်းကျင်အဲရော2026ကစမှာဆိုတော့2035လောက်အထိဝန်းကျင်တော့ဒီဖြစ်မှာပေါ့နော် AMD store share တွေဘယ်လိုမျိုး open AI ရမလဲဆိုတော့ open AI က ချစ်ပြားတွေတုံးဝင်တုံးတော့ AMDC ရဲ့ UU တို့မူတည်ပြီးတော့ AMDC က warrant တွေကို exercise လုပ်မှာဆိုရင် store share တွေကို open AI ကပိုင်မှာဖြစ်တယ်။အဲ့ဒါကြောင့် AMD store share ခုံးတက်သွား။ဘာကြောင့်လဲဆို open AI ကအခုဆိုရင်ဈေးခွက်မှာဆိုရင် AI နဲ့ပတ်သက်ပြီးတော့ချစ်ပြားတွေအများဆုံးဝယ်တဲ့ company ဖြစ်လာတယ်။1 trillion ။သူကမျက်တော့မမျက်သေးဘူး။အမျက်ဝယ်ရင်မဝယ်တော့ဒါ revenue အများကြီးတက်တယ်။ revenue တွေတတ်နေတဲ့ခါမှာဘယ်လိုဖြစ်လဲဆိုတော့သူ့မှာလုံလုံလောက်လောက်ချစ်ပြားရမှာရှိမရှိတဲ့အတွက်ကြောင့် revenue တွေကတိုးချင်အောင်တိုးမရအောင်အဲ့ open ai က nvidia နဲ့လည်းစီးပွားရေးလုပ်တယ် oracle နဲ့လည်းစီးပွားရေးလုပ်တယ် amd နဲ့လည်းစီးပွားရေးလုပ်တယ်အများကုမ္ပဏီမျိုးစုံနဲ့စီးပွားရေးလုပ်တယ်အဲ့လိုလုပ်တဲ့အတွက်ကြောင့် open ai လည်းလုပ်တဲ့ကုမ္ပဏီ amd ဆိုရင်ခုံတက်သွားတယ်နော်။ဘာကြောင့်လဲဆိုတော့ demand က ရှိပြီးသားဆိုအေး AMD ဆက်ချစ်ပြားတွေဝယ်မယ်ဆိုတာ AMD က B နဲ့ချီပြီးတော့ပတ်စံရမှာဟုတ်ကုမ္ပဏီ store share ဈေးတက်ရအကြောင်းရင်းကငွေဝေပိုများလေနေအမျက်ဝေပိုများလေနေ store share ခုန်တက်လေရှိတယ်အဲ့လားကြောင့် AMD ကခုန်တက်တာ AMD က October 6ရက်နေ့မှာ23% 23.71%ခုန်တက်သွားတယ် သူ့ကို3.71ကဖြစ်သွားတယ်။အော်တိုဘာလ6ရက်နေ့မှာဆိုရင် after hour was 241.340တက်သွားတယ်เนาะအော်တိုဘာ6ရက်နေ့မှာထပ်ပြီးခုံတက်တယ်235.560ဖြစ်သွားတယ် market ပိတ်ရဲ့အချိန်မှာเนาะအဲ့တော့ဆရာအလက်ပေးတာဘယ်တော့ဆိုင်အလက်ပေးတာဆရာဝယ်ပြီးတော့ဝယ်ပြီးတော့ဆရာ patron ကိုအလက်ပေးတယ်ဆရာဒါဝယ်ပြီးွားပြီဆိုပြီးတော့เนาะ option trade AMD 170 call option strike price on 170 February 20 2026မှာ expiry ဖြစ်မှာ September 12ရက်နေ့မှာဆရာ trade လုပ်ပြီးအလတ်ပေးထားတယ်အဲ့တော့15.85ရှိ15.85 okay September 12ရက်ဆိုတော့အဲ့တော့ဆိုဘယ်လောက်ပဲရှိရဆိုရင် September 12ရက်ဒီမှာကြည့်ကြ12ရက်ဆိုရင်158.57ရှိရှိရ အော်တိုဘား6ရက်နေမှာခုံတက်တော့အော်တိုဘား6ရက်နေမှာမလောက်တယ်6ရက်နေမှာဆိုရင်202.71နော်150ကျော်ကျော်ရတယ်202ခုံတက်တော့ဘယ်လောက်ခုံတက်ပါဆိုရင်28.46ပါဆန်ခုံတက်သွားတယ်28.47မှာထားတယ်နော်ဒါ calculation လုပ်တာလွယ်လွယ်လေးဘယ်လို calculation လုပ်ရဆိုတော့စောစော202.7ကို TV ရော့ seven one，然后 no, two zero three five seven one 是个 d b 哦，哦 s e p t e m b e r one fifty eight point five seven one fifty eight two zero three point seven one d b 哦，one fifty eight y seven eight စက်တင်ဘာ12ရက်12မှာဆို757 158.57စာ why 57စာတဲ့စာဝါရ1.28 4cc ရမယ်အဲဆိုတိနှုတ်လိုက်ဒါ percentage တွက်ချင်လို့ကြောင့်ပြီးတော့တရားနဲ့မြောက်လိုက်နော်ပြီးတော့တရားနဲ့မြောက်100နဲ့မြောက်လိုက်100နဲ့မြောက်လိုက်ဆိုတော့28.47ရပါဘော့ store share ဆို28.47ပဲခုံတက်တယ်ဒါပေမဲ့ option က block ခုံတက်တယ် option က October 6ရက်နေ့မှာ66.75ဖြစ်သွားတယ်321%လေးစားကြောခုံတက်သွားလေးစားကြောနော်လေးစားကြောခုံတက်သွားရဆိုတော့3ပတ်တွင်မှာနော် training 3ပတ်တွင်မှာ training days က16ရက် 3ပတ်အတွင်းမှာခုန်တက်သွား stock share ကဘယ်လောက်ပဲခုန်တက်တယ်28.47 option ကဘယ်လောက်ခုန်တက်တယ်321%เนาะအဲ့တော့321%ကိုတီးပြီးတော့28.47နဲ့စားလိုက်လို့ဆိုဘယ်လောက်ရလဲဆက်သက်ဆ stock share တဲ့ option ကဆက်သက်ဆပိုခုန်တက်တယ်ဒီ option တစ်ခုက stock share အခု100နဲ့ represent ကိုစားပြုတယ် option တစ်ခုဝင်သွားလက်ဆိုတာ15 15.85ဆိုရင်1585ရှိရတယ်เนาะ share တရားဝယ်ကြရမလို့ share တရားဆိုရင်ဒေါ်လာတောင်းချီပေးနေရမှာဟုတ်တယ်မလားဒေါ်လာ150ကို1500 200ကျော်ရမှာဆိုရင်1000ကျော်ပေးရမှာဒီမှာဆို1588ပဲအာ1585ပဲပေးထားတယ်ပေးထားပြီးွားရင်တုံးပတ်ဒီမှာ6665ဖြစ်သွားပြီတရားနဲ့မြောက်66.75အဲ့တော့လေးစဝင်ချေခုန်တက်သွားတွေ့ရ အဲ့ option က store share နဲ့ပို့ပြီးကောင်းလာနော်ပို့ပြီးချမ်းသာမြန်ပြီးတော့နောက်တစ်ခုကြည့်ရတိတ်မကြအောင် October 10ရက်နေ့မှာဆိုတော့ထပ်ခုန်တတ်တယ်နော်ဆိုတော့ဒီက AMD ဒီမှာကြည့်20.71ရပြီးတော့ October 10ရက်နေ့မှာဆို235.56ဖြစ်သွားဟုတ်လားမဒါမှ after hours မှာ241.24 เนาะ market pay တာကိုပဲ ကြည့်ပြီးယူတယ် option က after hour မရှိဘူးအဲဒါ market pay ရဲ့အချိန်မှာ option ကအေးဘလောက်ဖြစ်လဲ235.5စင်တော့အာနည်းနည်းဆက်ခုံတက်သွားတယ်ဒီမှာကြီးက October 10ရက်နေ့မှာဆိုရင် trading 3ပတ်တွင်မှာ16ရက် trading 2ရက်တွင်မှာမနော်373ဖြစ်သွားဆိုတော့371နဲ့ပြီးတော့373ဆိုတော့52%ထပ်ပြီးခုံတက်သွား2ရက်အတွင်းမှာပဲ 52%ဒီမှာတက်လာဘယ်လောက်ပဲတက်တယ်အလဲပါဆန်မှာထားလာမှာเนาะအာတွက်ချင်ဒီကြတွက်ချင်ရတယ်အာ235.56စိတ်ဝင်စားမလားစိတ်ဝင်စားဆိုရင်ကိုမောက်မရတာပါ235.50 DB ရောစစ203.7ပါဟုတ်လားမအော်တူက6ရက်နှစ်ရက်တည်းမှာဘယ်လောက်တက်တယ်သိချင်203.71 ဘာလို့တက်လဲ15.63% 15.63%ဘယ်အတွက်မှာတက်တာကို option ဘယ်လောက်တက်သွားလဲ52%တက်တယ်တွေ့လား321%တာလေပြီးတော့372ဖြစ်သွားတော့နှုတ်တော့ဘာအနောက်52%တက်သွားတယ်တွေ့လား store share မှာ15%ကျော်ကျော်ပဲတက်တယ် option မှာ53% 52%တက်တယ်အားကြောင့် option က စတော့ရှီရတဲ့ချမ်းသာပို့ပို့ပြီးတော့များတယ်။နော်အရင်ကအဲ့လောက်တွေအများကြီးမလိုဘူး။အရင်ဒီမှာဆို1495ဖြစ်သွားပြီ။ခုအရင်ကစရစမလို့ရေ1500ဆရာဝယ်တိုင်လိုက်ဝယ်မှာဆိုရင်1585ရေးပြီးတော့1000ဝယ်1000ဝယ်ကိုသုံးပတ်သွင်းရတာ။ဘယ်နေရာရှိရဲ့ဘယ်နေရာမှမရှိဘူး။ဒီလိုမျိုး stock option ပညာပို့ပြီးတည်ခြင်းဆိုရင်ဒီ channel ကို subscribe လုပ်တာပါ။ အဲ့ဒါကြောင့် option ချက် option သဘောကြ option ကကြားတဲ့အခါလဲဒီတော့ပို့ပြီးတော့ကြားတာပေါ့ဟုတ်တယ်မှာ stock share နည်းနည်းကြားမှဆို option အများကြီးပို့ကြဒါပေမဲ့ expiration date အဝေးလိုရတဲ့အတွက်ကြောင့်ဘာမှစိုးရစရာမလိုစက်တင်ဘာလ12ရက်မှာထွက်လို့လဲဆိုတော့အဝေးလိုတယ် fairwire 2020 system မှာကုန်ပါอืมပြီးတော့ဆက်ကြည့်တာ9ဆဖြစ်သွားတယ် option က October 20ရောက်တော့9ဘတ် trading 9ဘတ် နော်ဆိုတော့၃ဘတ်ကနေ၅ဘတ်ဆိုတော့၅ဇာဖြစ်သွားလေ၄ဇာခွဲကြော်ကြော်နော်ဒီ training session ရတူပါဆိုရင်၄ဇာခွဲကြော်ကြော်ကနေပြီးတော့၅ဇာဖြစ်သွား၅ဘတ်ဒီကြားထဲမှာနည်းနည်းကြာလာပါရှိရအောင်နည်းနည်းကြာပါရှိရအောင်ဘာမှ profit ချက်ချင်းယူကြီးယူရတယ်မယူဘဲနဲ့စက်ကင်ထားတဲ့ပြဿနာဖြစ်ဘူးစက်ကင်ထားပါဆိုရင်နောက်ထပ်နှစ်ပတ်လောက်ကြာတဲ့အခါမှာဖြစ်တယ်။၅ဇာဖြစ်သွားပေါ့။၄ဇာခွဲရတယ်၅ဇာဖြစ်သွားတယ်။စိတ်မရှည်လို့ရတော့ profit ယူပေါ့စိတ်ရှိရလူတွေကြောင့်စောင့်ပေါ့ဟုတ်တယ်မလား option အများကြီးရှိရဆိုတော့တချို့တဝက်ရောင်းပြီးတော့တချို့တဝက်ဆက်ကင်ထားအောင်ရအမျိုးမျိုးလုပ်ရပညာဆိုလို့ဆိုလို့ experience ပိုများရင်များတယ်လို့အမြတ်ရမှုကပိုပြီးတော့ကျင်းတယ်အဲအားကြောင့် store share ရတယ်ဘယ်ဖြစ်ဖြစ် option ပဲဖြစ်ဖြစ်เนาะအရင်းနှီးနဲ့မဆိုင်ဘူးချမ်းသာမှုစားပညာနဲ့ပိုဆိုင် ပတ်ဆက်များရှိပေမဲ့ပညာမတောက်ဆိုပတ်ဆက်ဟာရှုံးမှာပဲပညာတက်တယ်ဆိုရင်ပတ်ဆက်1500ကျော်ကျော်လေးနဲ့5000ကျော်8000ဝန်းကျင်မြင့်နေရမှာဒီမှာဆို8000ဝန်းကျင်ဖြစ်သွားဆက်နဘဝအော်တူဝ20အနည်းမှာဖြစ်သွားတာနော်အဲ့လိုမျိုးအချိန်တူတူတွေမှာအရင်နည်းနည်းနဲ့လက်ဖြောက်ကြည့်လို့ပတ်ဆက်ရှာကြရဆိုရင်ပညာတင်ရပါတယ် stock investing call option put option advanced option နဲ့ day trade movement stop ဒီပညာ၅ခုကိုတစ်နှစ်တွင်ပြီးအောင်သင်လို့ရပါတယ်တင်တဲ့တွေ့ချင် link မျိုး YouTube video description ကမှာရှိပါတယ်ဒီနေ့တွင်ပြီးတော့ဒီနေ့ချက်ချင်းပဲတင်ယူရပါပြီအစင်လန်တဲ့တက်လက်လူတွေကအောင်မြင်ဖို့ပို့ပြီးတော့များပါတယ်ဆရာစီမှာအောင်မြင်သွားတဲ့တင်တဲ့တွေ့တင်တဲ့အားလုံးကအစင်လန်တဲ့ဒီ၅ခုလို့ ်ပြီးအောင်တက်တဲ့လူတွေကြီးပြပါတယ်။တင်တဲ့ပြီးွားရင်ဆရာဘာလေးရွေးရမလဲဆိုတာတင်တဲ့မှာဒီလိုမျိုးဘူးတူတရအများကြီးပညာရပါတယ်။တိပါမယ်ဘယ်စတော့ရှယ်ကောင်းလဲပြီးွားရင်ဘယ် option ကိုဘယ်အချိန်မှာဝင်ရမလဲဘယ်အချိန်မှာထွက်ရမလဲတိပါမယ်။ပြီးွားရင်အခွန်တက်တာဘယ်လိုလုပ်ရမလဲတချို့ဆိုရင်အခွန်အောင်ပေးစရာမလိုအမြင့်တွေဘယ်လိုလုပ်ရမလဲ stock investment မှာတင်ထားတယ်။အဲ့လိုပညာရေစုံပြီးမဲ့တယ်ဆရာဘာတွေထွက်လုပ်နေလဲ ဆရာလူမျိုးမျက်ချင်တယ်ဆိုရင်ဆရာဘာတွေဝယ်နေလဲမျက်ချင်နေဆိုရင်ပေထွန်ကြောင်းရနော်ပေထွန်ကလည်း link တွေကို YouTube တွေ description ကမှာရှိရတင်တက်ပြီးတော့ join တဲ့လူတွေပို့ပြီးအောင်မြင်တာများပါတယ်မနေ့ကဆိုရင် dividend store ဝယ်ရတဲ့ဆရာအလက်ပေးတာတယ်ဟုတ်ဒီ option တစ်ခုဆိုတရက်ထဲမှာ14.69%ညက်သွားတယ်နောက်တစ်ခုဆိုရင်တရက်ထဲမှာပဲ28.4%ညက်သွားတယ် နောက်တစ်ခုဆိုရင်တတိပတ်26%ဖြည့်ရဲထဲမှာမြင့်သွားတယ်နော်ဒီမှာဆိုရင်နောက်တစ်ခုဆိုရင်ညရတွန်းမှာပဲ67.24%မြင့်သွားတယ်ဒီဟာတွေကအတိတ်ဆက်ဆက်နော်ဆက်ပြီးတက်နိုင်ခဲ့ရှိနေတယ်ဒီနေ့ join ရဲဆိုရင်မှီသေးတယ်ပြီးတော့ဒီမှာဆိုရင်တက်လာမှာ7.7%ဒါအခုစလှုပ်လာပြီစလှုပ်လာဟာမှီသေးတယ်နော်ဒီမှာဆိုရင်စောစော AMD ဟာနော်၅ဘတ်တူ၅ဆက်မြင့်သွားတာ နောက်တော့ဒီဗီနာတက်စတော့ရှေ့ရဆရာဝယ်ထားနေတယ်အလိုက်ပဲအများကြီးပဲနော်ဘာတွေထွက်လောက်ရမလဲဆိုတော့မတိမှမစိုးရင်လည်းဆရာဝယ်တော့ဝယ်တာထွက်လောက်ရထွက်တော့ပေးထုံးနေအကြောင်းကြားဒီမှာဆိုအခုလေးနေတိတ်မကြတယ်နော်ထွက်လောက်ထားတာအာ advance option အလိုပဲ standard ဒေါ်လာအောက်နော်တိကျဲဆိုရင်ပေးထုံးလေးကို YouTube video description ခေါ်မှာရှိပါတယ်တင်တာ တက်ပြီးရတယ်ပေးထွန်းတပတ်တွင် join မှာဆိုရင်เนาะ special ရပါတယ်ဆိုတော့နှစ်လ join ဝါရင်တစ်လောက်လက်ဆောင်ရပါတယ် YouTube video description ကမှမှာ link နဲ့ click နှိပ်ပြီးတော့ဒီနေ့ပဲကြိုးစားပြီးတော့ဒီနေ့ပဲအောင်မြင်အောင်ရုပ်လုံးလာပါစောစောလုံးနေတဲ့စောစောအောင်မြင်မှုပြန်ပုံပြီးတော့များလေတက်လိုက်တာပို့ပြီးအချိုးအရင်ရှိတယ်ခင်ဗျာမျိုးပို့ကောင်းပါ တဲ့အပူကောင်းလဲဆိုတော့ဆရာကဒီ actually actually ငါလန်းနီးလန်းငါလန်းရှိရအဲ့ဒီခါဒီကသူအကြိုက်ဆုံးဒီကောင်လေးကအရင်အထိရောက်တယ်ကဲအဲ့လို expect မဖြစ်ပေမဲ့ဆရာရဲ့ဒီ app ကင်းပါလဲ actual ခါဒီကိုတိချပိုင်တယ်လို့ရှိရင်အရှုံးလုံးမရှိဘူးဆရာဆရာကြီးကလောကဘာမှနားမလည်ရဘူးနော်ဆရာပြောတဲ့အတိုင်းပဲနှိမ့်လိုက်လုပ်ပါတယ်ဒီခါဒီကိုအတိအကျတိချတိုင်းလုပ်တယ်လုံးဝအရှုံးမရှိဘူး ဟယ်လိုဆရာ CIS တော့ဆရာကလတင်တန်းကိုတက်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြင့်ပါတယ်ဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာအဆမှာတော့ CIS အဘော်တခါလေးမဖမ်းနိုင်ဘူးပေါ့နော်နောက်မှနားထောင်နားထောင်တာနဲ့အာကုဆွန်တော့ကျွန်တော် အရင်မဲ့မြင့်နေပါပြီဆရာရန်ကျေးဇူးတင်ပါတယ်ဒီစီအတွက်အရင်ကောင်းတဲ့အလုပ်ပါလူတိုင်းလုပ်တင်တဲ့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒါရေရှင်အတွက်ကောင်းတဲ့အလုပ်ပါကျေးဇူးပါဆရာရန်ကျေးဇူးတင်ပါတယ်ဆရာဆရာစီမအတင်နမ်းမတက်ခင်တော့ကိုယ့်အကူစာအုပ်ဖတ်တယ်လေ့လာတယ်ဒါမဲ့ သေးစိတ်တော့လည်လာခွင့်မရှိဘူးဆရာရိစင်မစတင်နန်းတက်တော့အသေးစိတ်လည်လာခွင့်ရှိတယ်ပြင်ဆရာဟောပြတဲ့တင်ခန်းစာတွေကအထောက်အကူရမ်းပြုတ်တယ်ကျွန်တော်အရင်နှောင်းကမလည်လာခဲ့ဘူးတဲ့အဲ့ penny stock တွေ patron မှာ launching option အရင်နည်းနည်းလေးနဲ့အမြင့်များများရရနိုင်တယ်ကျွန်တော်ဒီနှစ်ပတ်အတွင်းမှာ2000ကနေ3000ဝန်းကျင်လောက်ကျွန်တော်အမြင့်ရသွားပါတယ်ကျေးဇူးပါပဲဆရာဆရာမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါ ကျွန်တော်ဆရာတင်တန်းတက်ပြရနဲ့ကျွန်မအတွင်းမှာခုနှစ်ထောင်နဲ့900ရမြပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယဖရာတဆူတို့ပြောလို့ရပါတယ်ဆရာစကားနားထောင်ပြီးတော့လည်းမရောက်ဘဲနဲ့တင်တာပါဘီအခုတော့အဲ့လိုမြရလိမ့်ဆရာရေးစဲကျေးဇူးပဲဒီညူယောက်လိုက်လေနိုင်ငံပေါ်လာလို့ရှိရင်ကျွန်မစီဆက်သွယ်နေတော့ဆရာစားချင်တဲ့ဆက်မလိုက်ဖို့မလို့နော်ဆရာကျေးဇူးတင်ပါတယ်ဆရာရေးရှိဆရာရဲ့စတော့ရှယ်တင်နေမှာတင်နေတက်ပြီးတော့ကျွန်တော် ခွန်မပေးရဘဲနဲ့ဘယ်လိုလုပ်ရမလဲဆိုတာလဲဆရာတီတီချေချာတင်နာပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီမှာလဲကောင်းကောင်းရင်းမြုံနဲ့တက်နေပြီဆရာတင်နာလဲတင်နိုင်ကအသေးစိတ်ဖြစ်တဲ့အတွက်ရှင်းရှင်းလင်းလင်းနားလဲပြီးမှလောက်တဲ့အတွက်ကြောင့်ပေါ့ ရှုံးနေပြီးတော့အမျက်ကိုမြများရရှိတာဖြစ်တယ်။ပြီးလို့ရှိရင်ဆရာကစေတနာအပြည့်နဲ့ကျွန်တော်တို့ကိုသင်ကြားပေးတယ်။ပြီးရင်မေးတဲ့ question တိုင်းကိုလည်းအချက်ချက်ပြန်လည်ဖြေဆိုပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ပြီးတော့အမျက်တွေလည်းအများကြီးရရှိတယ်။အခုဆိုရင်သင်တန်းတက်ပြီးတော့တစ်နှစ်လောက်အကြာမှာကျွန်တော်နေ့တိုင်းတစ်နေ့တစ်ထောင်လောက်အမျက်ရရှိနေတဲ့ဆရာကြီးဆရာကိုအရင်ပဲကျေးဇူးတင်တယ်ဆရာရိရှိ။ကျွန်တော်ဆရာဗီဒီယိုတွေကိုတစ်နှစ်လောက်ရှိပြီကြည့်ကြတာ။ကျွန်တော်လည်းစောင့်နေတာကြာပါပြီဆရာကြီး။ မနေ့ကမှ store membership ကို join ပြီးတော့ဆရာရင်ဒီနေ့ဆိုရင်ကျွန်တော်ဘောကမှာအမြတ်အများဆုံးရခဲ့တာပေါ့တည့်ရက်ထဲမှာပဲ3920ကျွန်တော်မြတ်ခဲ့ဆရာကြီးကျေးဇူးပါပဲဆရာကြီးနောက်ဆုံးလဲဆရာမမ store membership ကိုကျွန်တော်အများကြီးဝင်မယ်เนาะဆရာเนาะဆရာကိုကျေးဇူးအများကြီးတင်တယ်ဆရာ